မြင်လာပါအခုကတော့ boost လုပ်ထားတဲ့ကြောင်ညာ post ကိုပြန်ပြီးတော့ edit လုပ်မှဖြစ်ပါတယ်အဲ့တော့ edit လုပ်ဖို့အတွက်ကြောင့်ဒီ boost လုပ်ထားတဲ့ကြောင်ညာ post ရဲ့ကြောင့်ဒီအောက်ပေါ့နော်အောက်နားလေးမှာကြောင့်ဒီ see inside an ads ဆိုရှိပါတယ်ဒါလေးကိုတစ်ချက်မြင်လိုက်ပါ okay နေပြီးသားပြီဆိုရင်ကြောင့်ဒီမှာ boost on ဆိုရဲကြောင့်ဒီ date နဲ့ပေါ့နော် boost လုပ်ထားတဲ့ date နဲ့ကြောင့်ဒီအများလေးပေါ့နော်ဒါလေးကိုတစ်ချက်တစ်ချက်နေပါ okay နေလိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ boost လုပ်ထားတဲ့ကြော်ညာ reset ပေါ့နော်ကြော်ညာ reset လေးကြည့်လို့ရပါတယ်အဲဒီမှာဆိုရင် reach ကဘယ်လောက်ရတယ်မက်ဆေ့ကဘယ်နှခုရတယ်ပေါ့နော်ဒါလေးကျွန်တော်ဒီမှာကြည့်လို့ရတယ် ဒီ journal post ကို edit လုပ်တဲ့ဆိုတာကကြောင့်အသုံးများတာက orient chain နဲ့ကျွန်တော်ဒီ budget ပေါ့နော် budget ကိုထပ်ပြီးတော့တိုးတယ်ပေါ့နော်အဲ့ဒီ journal ထားတဲ့ကြောင့်ဒီ journal post တစ်ခု budget တွေထပ်ပြီးတိုးတယ်ဆိုတာကဘာလို့လဲဆိုတော့ ကျောင်းဒီဒီကျောင်းညာ post က reach လဲကောင်းတယ် message တွေလဲများတယ်ဆိုရင်တွားကျောင်းဒီ result ကောင်းတယ်ပေါ့နော် result ကောင်းတယ်ဆိုတော့အစ်တက်မလုပ်ဘဲနဲ့ဒီကျောင်းညာကိုထပ်ပြီးတော့ကျောင်းဒီ budget ပေါ့နော် budget ထပ်ပြီးတော့တိုးလိုက်တာအဲ့လို budget တိုးတယ်ဆိုရင်ကျောင်းဒီ result ပေါ့နော် result ကောင်းကောင်းလေးနဲ့ကျောင်းထပ်ပြီးတော့တိုးသွားမှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျောင်းဒီတိုင်းထားတယ်ဆိုရင်ကျောင်းဒီမှာ amount spend ညာမှာသူတတ်မှတ်ထားတဲ့ dollar ပြည့်သွားပြီဆိုရင်ကျောင်းဒီ dollar အဲ့ဒီ boost ထားတဲ့ကျောင်းဒီကျောင်းညာ post ပေါ့နော်ကျောင်းညာ post ကသူက complete ဖြစ်သွားမှာပေါ့ဟုတ်ပြီနော်အဲ့ဒီကျောင်းညာထားတဲ့ကျောင်းညာ post တွေကိုပြန်ပြီး edit တယ်ဆိုတာကကျောင်းဒီ ဒီကြောင်ညာ post ကိုကျွန်တော်ဒီ audience ပေါ့နော် audience ချိန်တာရှိတယ်။ကျွန်တော်ဒီ dollar budget ပေါ့နော်ဒီ dollar budget တွေချပြီးတော့တိုးတာရှိတာပေါ့နော်။အဲဒီ audience ချိန်နေဆိုတော့ကျွန်တော်ဒီကြောင်ညာ post တခုကိုကျွန်တော်ဒီကြောင်ညာလိုက်တယ်ပေါ့နော်။ကြောင်ညာလိုက်တယ်သူက reach လဲကြောင်တိတ်မကောင်း message လဲတိတ်မကောင်းအဲ့လိုဆိုရင်ကျွန်တော်ဒီ audience လေးပြန်ချိန်လို့ရတယ်ပေါ့နော်။ audience ချိန်နေဆိုတော့ကအဲကျွန်တော်ဒီအောင်းနာလေးပါပေါ့နော်ဒီ edit audience ပေါ့နော် edit audience တစ်ချက်နှိပ်ပါ။ โอเคနေပြီးသားပြီဆိုရင်ကျွန်တော်ဒီမှာ change ခြင်းနဲ့ audio ပေါ့နော်ဆိုရင်တခုရွှေ့လိုက်ရွှေ့ပြီးသားရင် select audio ပေါ့နော်အဲဒီ audio မှာ change နေဆိုရင်တော့ကျွန်တော်ဒီရဲ့ save change ပေါ့နော် save change ကိုနေပြီးတော့ဒါ audio change လိုက်တယ်ပေါ့နော်နောက်ထပ်တစ်ခုအနေနဲ့ကကျွန်တော်ကျွန်တော်ဒီ dollar budget တွေပေါ့နော် dollar budget တွေကျွန်တော်ထပ်ပြီးတော့တိုးတာပေါ့နော်ဒီ dollar budget ထပ်တိုးရဲဆိုတာကကျွန်တော်ကိုကြော်နာလိုက်တဲ့ကျွန်တော်ဒီကြော်ညာပေါ့နော်ကြော်ညာကကျွန်တော်ဒီ reach လည်းကောင်းတယ်ကျွန်တော် message လည်းများတယ်ပေါ့နော်အဲ့လိုဆိုရင်ဒီကြော်ညာက result ကောင်းတယ်ပေါ့ အဒီကြောင်ညာကဒီ reset ကောင်းနေဆိုရင်ကျွန်တော်ဒီကြောင်ညာ post ကိုကျွန်တော်ဒီဒေါ်လာတွေထပ်ပြီးတော့တိုးတာပေါ့နော်ဒီဒေါ်လာမတိုးဘဲနဲ့ကျွန်တော်ဒီတိုင်းထားမယ်ဆိုရင်သူကဒီမှာသတ်မှတ်ထားတဲ့ amount span ပေါ့နော် amount span မှာ1ဒေါ်လာရှိတယ်ဆိုရင်ဒီ1ဒေါ်လာရောက်တာနဲ့ကျွန်တော်ဒီကြောင်ညာ post က complete ဖြစ်သွားမှာပေါ့နော်အဲ့တော့ထပ်တိုးမယ်ဆိုရင်ကျွန်တော်ဒီအောက်ကိုနည်းနည်းဆင်မယ်အဲ့တော့ထပ်တိုးတဲ့နေရီကကျွန်တော်ဒီမှာဆိုရင် 1s and 1 more day ပေါ့နော်ဒါတော်တော်လောက်တရက်တိုးမယ်ပေါ့နော်ဒါနှိပ်လိုက်မယ်ဆိုရင်လက်ရှိကနေတရက်ဟိုတဒေးကကျတော့တရက်တိုးသွားမယ်ဒေါ်လာကတော်တော်လောက်တိုးသွားမယ် အဲဒီတော့ကျွန်တော်ဒီမှာ3 and 3 more day ဆိုတာကကျတော့3ရက်တိုးမယ်ဒေါ်လာလည်း3ရက်တိုးသွားမယ်ဒါကကျွန်တော်ဒီရက်နေ့တစ်ခုတစ်ခုချင်းစီရှိတာပေါ့နော်အဒီနေရာမှာပြထားတဲ့ဒေါ်လာတွေကကျွန်တော်ဒီတစ်ခုနဲ့တစ်ခုတူမှာမဟုတ်နော်အခုကကျတော့ကျွန်တော်ဒီကြောင်ညာ post ကအနည်းဆုံးကျွန်တော်ဒီတစ်ရက်ကိုဒေါ်လာ3ထားဖြစ်တယ်ဆိုတော့သူက1ဒေါ်လာတစ်ရက်တို့3ဒေါ်လာ3ရက်တို့ဒီလိုပေါ်နေတာပေါ့နော်ကို3ထားတဲ့ဒေါ်လာပေါ်မှာဒီတော့ဒါလေးတွေပြောင်းနေလိမ့်မယ်နော် အန်ဒီကနေမရွေးချင်ဘူးဆိုရင်ကျွန်တော်ဒီရဲ့ choice ရောအော်ဘောနော်ဒါလေးကိုတစ်ချက်နေလိုက်နေပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ day ရွေးလို့ရမယ်ပြီးသွားရင် budget ရွေးလို့ရမယ်ဒီနေရာမှာတစ်ခုရှိတာကကျွန်တော်ဒီမှာဒီမှာဆိုရင်ကျွန်တော်2ဒေါ်လာသုံးထားပြန်အဲ့2ဒေါ်လာကိုမှကျွန်တော်ဒီအရှိရကျွန်တော်သုံးလာတဲ့ဒေါ်လာဘောနော်ဒေါ်လာကကျွန်တော်ဒီ1.5ဒေါ်လာတော့ဘာလို့အဲ့ထက်များသွားတယ်ပေါ့များလာပြီဆိုရင်သူက ဒီဒေါ်လာကိုအတိတိုးလို့မရဘူးဗျာ။ဒီညမှာ3ရက်တိုးခြင်းလဲဆိုရင်သူအနည်းဆုံး3ဒေါ်လာမရတော့ဘူး။အဲ့ထက်ကျောင်းဒီပို့ပြီးတော့တင်ပေးရတာပါနော်။ဒီခါလေးကြလဲကျောင်းတုံးလို့တော့ရတယ်။မရဘူးဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့သူကဒီမှာအကောင်လုံးကျောင်းဒီဒီဒေါ်လာ budget တွေလည်းပြင်ပြီးသား ပြင်ပြီးတော့ကျွန်တော်ဒီ save chain ကိုနှိမ့်လိုက်လို့ကျွန်တော်တို့က date မပြောင်းတော့ date မပြောင်းတော့ဆိုတာဒီ duration ကမူလအတိုင်းပဲ3 2 days ဆို2 day 3 days ဆို3 day ဒီအတိုင်းပဲဖြစ်နေမယ်ဒီ duration ကမူလအတိုင်းပဲဖြစ်နေရဆိုရင်ဒါ edit လို့မရဘူးเนาะအဲ့လိုဆိုရင်ကျွန်တော်ဒီကောင်ကအနည်းဆုံးကျွန်တော်ဒီ day ထက်ဆိုင်တော့ဒေါ်လာပေါ့เนาะဒေါ်လာတိုးလိုက်မယ်ဆိုရင်เนาะဒီ save chain ကိုနှိမ့်လို့ရသွားလိမ့်မယ်ဟုတ်ပြီเนาะအဲ့တိုးတယ်ဆိုတော့ကျွန်တော်ဒီဟာကိုအဲ4ဒေါ်လာပြောင်းလိုက်မယ် sorry 4ဒေါ်လာပြောင်းလိုက်မယ် အဲဒါဆိုရင်ကျွန်တော်ဒီမှာ 3D 3D ထပ်တူမယ်ဒေါ်လာဘယ်လောက်တူမလဲဆို4ဒေါ်လာတူမယ်ဒီအဲ့တော့ပြန်ပြအနေနဲ့သူက1ရက်ကို1.2ဒေါ်လာလို့1.3ဒေါ်လာလို့သူကသူယူသွားလိမ့်မယ်ဒါကျွန်တော်ဒီ Facebook ကနေသူကသူကသူ auto တွက်ပြီးယူသွားတာအဓိကကသူကအနည်းဆုံးဒေါ်လာအတိုင်းပဲသူကထပ်ပြီးတော့ edit လုပ်လို့မရတော့ဘူးနော် edit တစ်ခါလေးကြာလေကျွန်တော်လုပ်လို့ရတယ်တစ်ခါလေးကြာလေကျွန်တော်လုပ်လို့မရဒါကကျွန်တော် edit လုပ်လို့မရခဲ့ဘူးဆိုရင်ဒီနေရာမှာကိုရေးထားတဲ့ day က 3D ဆိုရင်ဒေါ်လာကျွန်တော် 4D ပေါ့နော်အဲ့ 3ဒေါ်လာထက်ပို့ပြီးတော့သုံးပေးလိုက်ပါเนาะ3ဒေါ်လာထက်ပို့ပြီးသုံးပေးဆိုတာကအနည်းဆုံး1ရက်ကို2ဒေါ်လာထက်ပို့ပြီးတော့သုံးပေးလိုက်ဒါဆိုရင်ကျွန်တော်ဒီမှာ save chain နှိပ်လို့ရသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်နှိပ်ကြည့်လိုက်မယ်နော်ဒါဆိုရသားရသားရဆိုရင်ကျွန်တော်အပေါ်နာလေးကိုတစ်ချက်ပြန်ကြည့်လိုက်မယ် ဒါဆိုကျွန်တော်ခုနကတော့2တွေဒီထပ်ပြီးတော့တိုးလိုက်တာ3 days ဆိုတော့ဒီမှာ5 day ဖြစ်သွားပြီဒေါ်လာကကျတော့ခုနကတော့2ဒေါ်လာထပ်တိုးလိုက်တာ4ဒေါ်လာဆိုတော့ဒီမှာ6ဒေါ်လာဖြစ်သွားပြီဟုတ်ပြီနော်ဒါကဒေါ်လာ budget တိုးတာပေါ့နော်နောက်တစ်ခုကကျောင်းဒီ audio ပေါ့နော်ဒီနေရာမှာကျောင်းဒီဒေါ်လာဒေါ်လာ budget ကိုမတိုးဘဲနဲ့ audio ကိုဒီ edit ပေါ့နော် edit edit ကနေကျောင်းဒီ audio name နောက်တစ်ခုပေါ့နော်နောက်တစ်ခုတစ်ခုကို change တဲ့အခါမှာကျောင်း change ပြီးလို့ဒီ save change ပေါ့နော် save change နှိပ်လိုက်လို့ကျောင်းဒီ audio name ပေါ့နော် audio name သုံးဖို့ကျောင်းဒီဒီနေရာမှာကျောင်းကိုရွေးထားတဲ့ audio နေပေါ့နော် audio နေမပြောင်းလဲသွားဘူးဆိုရင် င်အနည်းဆုံးကျွန်တော်ဒီမှာ1ဒေါ်လာနဲ့2ဒေါ်လာပေါ့နော်2ဒေါ်လာရေးပြီးတော့ကျွန်တော်ဒီရက် save ချိန်ကိုနှိပ်ပြလိုက်ပေါ့နော်တခါလေးじゃသူကဒီ audience တစ်ခုတည်းချိန်ရင်ကျွန်တော်ချိန်လို့မရအောင်ချိန်လို့မရအောင်ဆိုရင်ကျွန်တော်ဒီမှာ budget ဒီဒေါ်လာ budget လေးပဲထပ်ပြီးတော့တိုးပြလိုက်အဲ့လိုဆိုရင်နော်ကျွန်တော်ဒီမှာ audience လည်းချိန်လို့ရသွားလိမ့်မယ်ဟုတ်ပြီနော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်